တပည့်တော်သိကျင်တာလေးမိထားတာဖြေပေးပါဦးဖရာတပည့်တော်အိမ်ထောင်သက်18နှစ်မှာစိတ်မချမ်းသာရပါဘူးဖရာခင်ပွန်းဖြစ်သူက မတရားဖောက်ပြန်ပါတယ်ဖရာတဲ့ဦးစင်းတို့မြန်မာနိုင်ငံမှာလည်းပဲအိမ်ထောင်ရေးဖောက်ပြန်တဲ့ဇကားတွေကိုပဲခဏခဏကြည့်နေကြတော့ကြာလာတဲ့အခါမှာအိမ်ထောင်ရေးဖောက်ပြန်ရတာကိုပဲယူကျင်းဖို့တခုလိုထင်လာပုံရပါတယ်နော်တချို့က ိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေတည်တဲ့အခါမှာငရဲကြတယ်လို့ပြောပါတယ်မှန်ပါတယ်ဖះဟောကြမ်းကန်တွေမှာလည်းရှိပါတယ်သို့တော်လည်းပဲတိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေဟာတည်ပြီးတဲ့နောက်မှငရဲကြတာမဟုတ်သေးပါဘူးလက်ရှိပိဿုပံဘဝမှာလည်းပဲမကောင်းကျိုးတွေခံစားရပါတယ်ဘယ်လိုမကောင်းကျိုးတွေခံစားရသလဲဆိုရင်အိမ်ထောင်တစ်ခုမှာလင်ကပဲဖြစ်စီမယားကပဲဖြစ်စီ ဖောက်လဲဖောက်ပြန်လုပ်မယ်ဆိုရင်လင်းကဖောက်လဲဖောက်ပြန်လုပ်ပါကဇနီးမယားနဲ့သားသမီးတွေရဲ့လေးစားယုံကြည်မှုကို ဆုံးရှုံးရပါတယ်။မယားကဖောက်လဲဖောက်ပြန်လုပ်ပါကခင်ပွန်းနဲ့သားသမီးတွေရဲ့လေးစားယုံကြည်မှုကိုဆုံးရှုံးရပါတယ်။ဒါအပြင်ပဝင်းကျင်က လူတွေရဲ့လေးစားယုံကြည်မှုကိုလည်းဆုံးရှုံးရပါတယ်။လူအများစုရဲ့လေးစားယုံကြည်မှု ဆုံးရှုံးရတာဟာ PC ဥစ္စာဆုံးရှုံးရတာထက်ဆိုပါတယ် PC ဥစ္စာဆုံးရှုံးရတာကအလွယ်တကူပြန်ရှာလို့ရပါတယ်လူအများရဲ့လေးစားယုံကြည်မှုဆုံးရှုံးရတာဟာအလွယ်တကူပြန်ရှာလို့မရပါဘူးနော်ဖောက်လဲဖောက်ပြန်လုပ်တဲ့သူတွေဟာအများရဲ့ရှေ့မှာ ပြုံးပျော်နိုင်ပေမဲ့ကိုဖောက်လဲဖောက်ပြန်လုပ်ထားတာကိုကိုကိုတိုင်သိတဲ့အတွက်ကိုကိုကိုမကြည်ညိုတဲ့စိတ်ဖြစ်ပြီး ကိုကိုကိုပြန်လဲဆွဆွဲတဲ့အထာနုဝါဒဘေးဆိုင်ကကွဲရမှာအမြဲတမ်းစရောကိုပါဆင်းရဲနေတတ်ပါတယ်။နောင်တာတရားရလို့စင်ကျင်ပြီးတော့ကောင်းအောင်ပြန်နေမယ်ဆိုရင်တောင်မှလူကောင်းဖြစ်တယ်ရှိစေအောင်တော့အတိတ်ကပြုခဲ့တဲ့မကောင်းတဲ့အမဲရိတ်ဟာအမြဲတမ်းနောက်ကအစဉ်လိုက်နေတာဖြစ်တဲ့အတွက်သူတစ်ပါးဤလေးစားယုံကြည်မှုကိုတော့ပြန်မရနိုင်တော့ပါဘူးเนาะဒါဟာ ်အိမ်တောင်ကြီးဖောက်ပြန်မှုကြောင့်လက်ရှိပစ္စုပ္ပန်မှာနေရဲမကျသေးခင်ခံစားရတဲ့မကောင်းကျိုးပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်ထောင်ကြီးဖောက်ပြန်တဲ့သူတွေကိုပြောချင်တာကအိမ်ထောင်ကြီးဖောက်ပြန်တဲ့အမှုဟာပေပြီးတဲ့နောက်မှနေရဲကြတာမဟုတ်သေးပါဘူး။လက်ရှိပစ္စုပ္ပန်မှာလည်းပဲမကောင်းကျိုးကိုခံစားရတယ်လို့ပြောချင်ပါတယ်နော်။အရှင်ဖေယပါဦးစနေမီးလိုမှွေတယ်လို့ပြောပါတယ်ဟုတ်ပါသလားဖေယ တပည့်တော်မှ သိပါရစေ အရှင်ဖရာတဲ့လုံးဝမဟုတ်ပါဘူးเนาะမိနန်တွေဆိုတာကလူတွေတတ်မှတ်ထားတဲ့ပြည့်ညက်တွေပါအဲ့ဒီလူတွေတတ်မှတ်ထားတဲ့ပြည့်ညက်တွေဟာ လူတွေကိုမိတိကောင်းကျိုးဆိုးကျိုးမှမပေးနိုင်ပါဘူးလူတွေကိုကောင်းကျိုးဆိုးကျိုးပေးတာကလူတွေနှိမ့်စင်ပြုလုပ်နေတဲ့ကောင်းမှုမကောင်းမှုတွေကကောင်းကျိုးဆိုးကျိုးပေးတာဖြစ်ပါတယ်ဒါကြောင့် မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်မခံပါနဲ့မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်ခံမိမယ်ဆိုရင်စိုးကျိုးတွေဖြစ်တတ်ပါတယ်လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကဦးစင်းတို့နေတဲ့ဘက်မှာလင်မယားနှစ်ယောက်ပါဦးလေးမွေးဖို့မြို့ကိုတက်ပါတယ်မြို့ကိုရောက်တဲ့အခါမှာတကယ်တကြွန်းနားလေတဲ့ဆရာဝန်ဆရာမတွေနဲ့ပြသတာမဟုတ်ပဲအပုံးတွေနဲ့ပြပါတယ်အပုံးတွေနဲ့ပြတဲ့အခါမှာ ရင်တို့မွေးမဲ့ကလေးကတာဦးလေးလည်းဖြစ်တယ်လို့စနေနေ့မှလည်းမွေးမှာဖြစ်တဲ့အတွက်တာဦးစနေမီးလို့မှွေတတ်တယ်။ဒါကြောင့်ရင်တို့သဘောတူတယ်ဆိုရင် စနေနေ့မှမမွေးအောင်ငါလုပ်ပေးမယ်ဆိုပြီးဘာဆေးတွေလည်းမသိဘူးမိခင်ကိုတိုက်လိုက်ပါတယ်။အဲ့ဒီလိုတိုက်လိုက်တဲ့အခါမှာကိုဝန်ဆောင်မိခင်ဟာမွေးမဲ့နေ့မှလည်းမမွေးတော့တယ်လို့နောက်တဲ့နေ့မှလည်းမမွေးသေးပါဘူး။တန်တရားဖြစ်တာနဲ့ ဆေးရုံပေါ်တင်ပြီးအရေးပေါ်ခွဲစိတ်ကြီးတဲ့အခါမှာကလေးကရေမွာတွေမှုပြီးပြေဆုံးနေပါတယ်နော်ဒါဟာမလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်ခံလို့ဖြစ်ပေါ်လာတဲ့စူးကျိုးပဲဖြစ်ပါတယ်ဒါကြောင့်ဦးစင်းရဲ့ဒကာဒကာမတွေကိုပြောချင်တာကနိဗ္ဗာန်တွေဆိုတာဟာလူတွေသတ်မှတ်ထားတဲ့ပြည့်ညက်တွေဖြစ်တဲ့အတွက်အဲ့ဒီပြည့်ညက်တွေဟာမိတိကောင်းကျိုးစူးကျိုးမှမပေးနိုင်ပါဘူးဒါကြောင့် မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်မခံပါနဲ့လို့ပြောကြင်ပါတယ်နော်ငရဲပြည်တို့နတ်ပြည်တို့ဆိုတာတကယ်ရှိတာလားသူများနိုင်ငံတွေဆိုအာကာသလေရင်နဲ့ဒီလကဘာအပြင်ဘက်တောင်သွားနေတာဘာနတ်ပြည်မှာလဲမတွေ့ဘူးတဲ့ဒီမန့်ပိုင်ရှင်လေးကိုဦးစင်တနာမိပါတယ်နော်ရုပ်မှန်သမျှအစင်းရှိပါတယ်။သို့သောအချို့အစင်းတွေက အလွန်အမတန်မှနုညံ့တိမ်မွေ့လွန်တာကြောင့်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူးမမြင်ရဘူးဆိုတာက မရှိလို့မမြင်ရတာမဟုတ်ပါဘူးကိုကမြင်နိုင်တဲ့စွမ်းအားမရှိလို့ဖြစ်ပါတယ်ငရဲပြည်နတ်ပြည်တွေကို လူတွေကမြင်ရဖို့မဆိုထားနဲ့အောက်အောက်သောနတ်ငယ်တွေမြမာငယ်တွေတောင်မှ အထက်အထက်သောမြမာကြီးတွေကိုမမြင်ရပါဘူး အထက်အထက်သောမြမကြီးတွေကရုပ်ကြမ်းဖန်ဆင်းပြမှသာအောက်အောက်သောမြမငယ်တွေနတ်တွေကမြင်ရပါတယ်ငယ်ရဲပြည်တွေနတ်ပြည်တွေဆိုတာကကံကြောင့်ဖြစ်တဲ့ရုပ်တွေဖြစ်တာကြောင့်အလွန်အမတန်နှူးညံ့လွန်းတဲ့အတွက်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူးငယ်ရဲပြည်တွေနတ်ပြည်တွေကိုမြင်ချင်တယ်ဆိုရင်ဖះရှင်က အခုလိုနီလန်ပေးခဲ့ပါတယ်ဖះရှင်ပေးခဲ့တဲ့နီလန်ကသမထဘာဝနာနီလန်ပဲဖြစ်ပါတယ် တမထဘာဝနာကိုပွားများတဲ့အခါမှာ ပထမဇံကနေပြီးဒုတိယဇံတတိယဇံစတုထဇံပင်စမဇံအထိအစုံပွားများရမှာဖြစ်ပါတယ်။တခါပင်စမဇံကနေစတုထဇံတတိယဇံဒုတိယဇံပထမဇံအထိအစံပွားများရမှာဖြစ်ပါတယ်။အဲ့ဒီလိုအစုံအစံပွားများပြီးဝတိဖို့နိုင်မှသာစွမ်းအားတစ်ခုကိုရပါမယ်။အဲ့ဒီစွမ်းအားကတော့ ဝေသောဖုံးကွယ်အပ်သော အလွန်နူးညံ့သိမ်မွေသောအစင်းတို့ကိုမြင်ရတဲ့နတ်မြတ်စီကဲ့သို့သော အမြင်အာယုံပဲဖြစ်ပါတယ်။အဲ့ဒီနီးနဲ့ကြိုးစားအထုံးမှသာငရေပြေနတ်ပြေတွေကို မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီနီးနဲ့ကြိုးစားအထုတ်ခြင်းမရှိပဲပါမန်လောကီပညာနဲ့လိုက်ကြည့်နေလို့ကတော့ငရေပြေတွေနတ်ပြေတွေကို လုံးဝမြင်ရမှာမဟုတ်ပါဘူး။ဖုံဖုံဘုရားတပည့်တော်မနဲ့အိယာထကူစေနာကြီးစတ္တနာကြီးမှထပါတယ်ဖုရား။ အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျိန်တယ်ဆိုတာမှန်ပါသလားဖေဟာတဲ့ဒါကတော့မနဲ့စောစောအိယာထစီခြင်းလို့လူကြီးတွေက၆ပြီးပြောတဲ့စကားပါနော်တချို့ကလည်းပဲကိုစောင်းနဲ့မရှိဘူးလို့ပြောကြပါတယ်မကောင်းမှုပြုတော်သူသည်မိမိပြုတဲ့မကောင်းမှုကိုမိမိအရင်ဆုံးသိ၏ထို့နောက်ကိုစောင်းနဲ့သိ၏ထို့နောက်စိတ်ကိုဖောက်ထွင်း၍မြင်နိုင်သောတကူးရှင်များသိ၏လို့ ါရာဇိကံအထကထာသူတိန်ဒကန္ဓာအဖွင့်မှာဆိုထားတဲ့အတွက်အဲ့ဒီအချက်ကိုထောက်ဆကြည့်လိုက်မယ်ဆိုရင်ကိုဆောင်နဲ့တကယ်ရှိကြောင်းသိတာပါတယ်ကိုဆောင်နဲ့တကယ်ရှိတယ်ဆိုလို့မိမိရဲ့ကိုယ်ထဲမှာစောင့်နေတဲ့နတ်မဟုတ်ပါဘူးမိမိရဲ့ပဝန်းကျင်မှာရှိတဲ့တာမန်ဘုံမဆိုးယုတ်ကဆိုးနတ်တွေပဲဖြစ်ပါတယ်မိမိကဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုနေ့စဉ်ပြုလုပ်မယ်ဆိုရင်အဲ့ဒီဘုံမဆိုးယုတ်ကဆိုးနတ်တွေဟာချစ်ပြီးတော့ မိမိအန္တရာယ်မကြရောက်အောင်စောင့်ရှောက်ပေးတတ်ပါတယ်။အဲ့ဒါကိုပဲကိုစောင့်နဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုစောင့်နဲ့ဆိုတာဟာမိမိရဲ့ကိုရင်းမှာရှိတဲ့နတ်မဟုတ်ပဲတာမန်ဘုံမစိုးယုကစိုးနတ်တွေသာဖြစ်တဲ့အတွက်မနဲ့မိုးလင်းလို့အိယာထနောက်ကျရင်ကိုစောင့်နဲ့ကျင်းတယ်ဆိုတဲ့အခြေအားဟာမမှန်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေရတပည့်တော်စော်မရပဲတည်သွားရင်နတ်ပြည်မှာစော်ရနိုင်လားဖေရတဲ့ လူသင်တို့စာသင်စဉ်တုန်းကဆရာသမားကသုံးမပါတယ်ဘယ်လိုသုံးမတယ်လဲဆိုတော့မင်းတို့လူဖြစ်စဉ်သာသနာနဲ့ကြုံတုံးမှာသာသနာအကျိုးလောကအကျိုးကိုတည်ဖို့ဆောင်ရွက်ပြီးကောင်းကောင်းမွန်မွန်နေကြလူထွက်ပြီးမိမယူမယ်တော့မကြံနဲ့မိမဆိုတာတရိษံဘဝရောက်ရင်တောင်ယူလို့ရတယ်လို့သုံးမပါတယ်အဲ့ဒီတော့အခုမေကွန်းပိုင်ရှင်တကာလေးကိုလည်းပြောကြင်တာက စော်ရဖို့လောက်ကတော့နှက်ပြေအထိမှန်းမနေပါနဲ့နော်တိရစ္ဆာန်ဘဝရောက်ရင်လဲစော်ရနိုင်ပါတယ်ဒါကြောင့်ယခုပြစ္ဆုတ်ဝံဘဝမှာလောကအကျိုးဆောင်ရွက်ပြီးကောင်းကောင်းမွန်မွန်သာနေပါလို့ပြောခြင်းပါတယ်အရှင်ဖေယမင်းဘူးမှာရှိတဲ့ငကပွက်တောင်ကတကယ်ရှိတာလားဖေယနိုင်ငံခြားမှာရှူမီတောင်ဖြစ်ပြီးမြန်မာနိုင်ငံမှာကြတော့ငကပွက်တောင်လို့ပြောနေကြလို့ပါဖေယတဲ့ငကပွက်တောင်လို့ပြောတာကမြန်မာနိုင်ငံကပြောတာเนาะ မြေအောက်မှာရှိတဲ့ကြောက်လွာတွေကြားထဲမှာရေနံတွေရှိပါတယ်။အဲ့ဒီရေနံတွေကနေဖြစ်ပေါ်လာတဲ့ဓာတ်ငွေတွေရဲ့တွန်းကန်မှုအားကြောင့်မြေပြင်ပေါ်မှာစူပွက်တဲ့ရွှွန်အိုင်တွေဖြစ်နေတာပါ။အဲ့ဒါကိုဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအချို့ကငကားရှိလို့ပွက်တာဆိုပြီးအဲ့ဒီရွှွန်အိုင်တွေကိုပေါက်ပေါက်စုပ်ပြီးလို့တွေလောင်းထည့်ပြီးတော့ငကားစာကျွေးကြပါတယ်။ညာမရှိလို့လောက်တာပါနော်။ ။ဉာဏ်နဲ့မရှင်တဲ့လုံးတဲ့အလုံးမှန်တယ်များဟာအမှားဖြစ်ပါတယ်။ဒါကြောင့်ငကပွက်တောင်ဆိုတာဟာတဘာဝတန်းခွေကနေဖြစ်တဲ့အရာသာဖြစ်ပါတယ်။မင်းနေတဲ့တယောက်ကယဟန်တဘာကိုဖူးလိုက်ရင်အဲ့ယဟန်ကကံနိုင်နိုင်ပါသလားဖရာတဲ့။လုံးဝကံမနိုင်ပါဘူးနော်။ဖရာရှင်လက်ထက်တော်အခါကတုပ်ပဝါသာဆိုတဲ့အမျိုးသမီးဟာရှင်သီဝလိအလောင်းလျာကိုမွေးဖွားပါတယ်။အဲ့ဒီလို ရှင်သီဝလိအလောင်းလျာကိုမွေးဖွားတဲ့နေ့ကနေစပြီးတုပ်ပဝါဒအိမ်ကို9ရက်တိုင်တိုင်ဖျားရှင်ကယဟန်တွေကိုစွန့်ခံကြွားခိုင်းခဲ့ပါတယ်အကယ်၍မင်းနေတဲ့ကယဟန်တွေကိုဖူးလို့ယဟန်တွေကန်နေရမယ်ဆိုရင်တုပ်ပဝါဒအိမ်ကိုဖျားရှင်ကယဟန်တွေကိုစွန့်ခံကြွားခိုင်းမှာမဟုတ်ပါဘူးเนาะဖုံဖုံဖျားအိမ်တအိမ်မှာမင်းနေတဲ့ရှိနေရင်ဘေးအိမ်လက်ပိတ်နိုင်ပါသလားဖျားတဲ့ လုံးဝလက်မပိတ်ပါဘူးနော်အမျိုးသမီးတယောက်ကကလေးတယောက်ကိုမွေးဖွားတဲ့နေ့မှာအဲ့ဒီအမျိုးသမီးရဲ့တန်တားမှာမိခင်မေတ္တာဓာတ်တွေပေါက်ဖွားနေတဲ့အချိန်ဖြစ်ပါတယ်မိခင်မေတ္တာဓာတ်တွေပေါက်ဖွားနေတဲ့အမျိုးသမီးတယောက်နေတဲ့အိမ်ဟာမေတ္တာဓာတ်တွေလွှမ်းခြုံနေတာကြောင့်စက်တည်မင်္ဂလာအဖျားဖျားနဲ့ပြည့်စုံပါတယ်ဒါကြောင့်ဘေးအိမ်တွေလုံးဝလက်ပိတ်နိုင်စရာအကြောင်းမရှိပါဘူးနော်မိမကမင်းနေတဲ့ဆိုရင် ယောက်ျားကဘုံနိုင်နိုင်ပါသလားတဲ့ဘုံဆိုတဲ့စကားကပုံညဆိုတဲ့ပါဠိကလာတာပါ ပုံညဆိုတာက ကောင်းမှုလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်ဘုံကံမြင့်မှာဖြစ်ပြီးမကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်ဘုံကံနှိမ့်မှာဖြစ်ပါတယ်မိမကမင်းနေတဲ့ဖြစ်ချင်းမဖြစ်ချင်းနဲ့လုံးဝမဆိုင်ပါဘူးเนาะနားလည်နိုင်ကြပါစေ